မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေနော်ဘိုင်ရဲကိုပြန်နာရဲဘိုင်ကိုတရားလို့အားလုံးကြောချင်ကြပါစေဗျာဒီနေ့က၁၈ရက်လီလာ2025ပေါ့နော်ဒါဒုတိယဖိုင်ဖြစ်ပါတယ်ဒုတိယဖိုင်တော့မနေ့ကတော့ပထမဖိုင်ပြောတာပြီးတာဖြစ်ဒါဒုတိယဖိုင်အခုကျွန်တော်ပြန်ရောက်လာလို့ဒါပြန်ရောက်လာတဲ့အချိန်မှာဒါကျွန်တော်ပြောချင်တာကလေကျွန်တော်စီကိုဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့ဒါသူလှမ်းပြောတာပေါ့လှမ်းပြောတာဘယ်လိုပြောလဲဆိုတော့ဒါလေးကျွန်တော်ပြောပြ နမောက်မြို့နယ်နဲ့တဲ့ရေနံချောင်းမြို့နယ်ရဲ့အဲအဆက်လေးမှာတဲ့နော်ဇီးကျိုပင်ရွာဆိုရှိတယ်တဲ့ဇီးကျိုပင်ရွာလို့တနက်ကန်ရွာလို့ရှိတယ်တဲ့အဲ့နံမှာအဲ့တနက်ကန်ရွာမှာပါတိတ်ကုန်းဖုန်ကြီးကျောင်းထဲမှာတဲ့ဒီအကျန်းဖက်တွေ90လောက်ရှိတယ်တဲ့ ဒါလက်နက်ကအလက်40ကျော်လောက်နဲ့သူတို့နေထိုင်နေကြတယ်တဲ့ဒီဖုန်းကြီးကြောင်းထဲမှာပေါ့အဲအဆောင်တွေမှာစုဖွဲ့ပြီးနေတဲ့အဆောင်လည်းခုနှစ်ဆောင်လောက်ရှိတယ်ထက်လို့ပြောတယ်ရရက်တို့လို့နားတင်းကုန်းတို့လို့ဟာမျိုးတွေပေါ့နော်အဲ့လိုအဆောင်ကြီးတွေရှိတယ်တဲ့အဲစစ်ကြောင်းလာလို့ချင်းသူကကင်းနောက်တရားချတာတယ်ပြီးသူတို့ကရှိမှရှိရတောသေးတယ်ဝင်ဝင်ပြေးတယ်အဲ့တော့ဒီမကွေးတိုင်းနမ်းမောင်မြို့နယ်ဖြစ်တာပေါ့နော်အဲအဲ့ကြောင့်တော့ကျွန်တော်တို့ဒါဒီလိုအကျန်းဖက်ရှိတဲ့နေရာမျိုးကိုသူ ကျွန်တော်တို့လမ်းပြီးပြောတာမျိုးရှိတယ်ရှိတဲ့အခါကျတော့ကျွန်တော်ကအဲသူပြောလိုက်တဲ့ဟာကသူ့ကိုယ်တိုင်တာဝန်ယူတယ်တရင်မှားသွားလို့ရှိရင်ကျွန်တော်ဒီအားနဲ့ကျွန်တော်ဖုန်းနံပါတ်နဲ့ကျွန်တော်ကိုယ်တိုင်တာဝန်ယူပါတယ်ကျွန်တော်ကဘသူပါဆိုပြီးပြောအဲ့လိုမျိုးじゃんကျွန်တော်ကလက်ခံတယ်လေးလေးလေးစားတယ်တသူတို့ဒီလိုပြောတယ်ဆိုတာဘာပြောလဲဆိုတော့တိုင်းပြီးအေးချမ်းဖို့ပြောတာလှုပ်ဆောင်အောင်တောက်တော့ရဲ့အပိုင်းပြောပြရမှာကျွန်တော်တို့အပိုင်းနော်သူ့ပိုင်းတဲ့သူじゃအဓိကကတိုင်းပြီးအေးချမ်းဖို့အတွက်လို့အကြမ်းဖက်ဆိုရင်ဘယ်နေရာမှာကျွန်တော်တို့လက်ခံလို့မရဘူး ဘာဖြစ်လို့လဲဒီမှာမြန်မာနိုင်ငံမှာငလင်ရတမျိုးဒီအကြမ်းဖက်ကတမျိုးတိုင်းပြည်ဘယ်တော့မှအေးချမ်းမှာမဟုတ်ဘူးเนาะအဲ့အေးချမ်းဖို့ကိုအမြန်ဆုံးလှုပ်ဆောင်မှာကျွန်တော်တို့ဟိုအေးချမ်းဆောင်နေခြင်းတဲ့ပြည်သူတွေရဲ့အဲလှုပ်ဆောင်မှာပဲရမှာဟုတ်လားအခုအကြမ်းဖက်တွေကနောက်ဆုံးသိနေပြီနားသိနေပြီဘာဖြစ်လို့အချိန်မဲဟိုမှာရွေးကောက်ပွဲလုပ်မယ်ဆိုဝိုင်းဝဲလုပ်မယ်ဆိုဒီဟိုဗမာနိုင်ငံမြန်မာနိုင်ငံမြန်မာတွေကလည်းနည်းနည်းဟိုဘယ်လိုပြောလဲဆိုဂျွန်စိတ်ကမပြောက်ဘူးမြန်မာခေါင်းဆောင်ဖြစ်ရင်ဘာဖြစ်တယ်လဲတိုင်းရင်းသားတွေကိုကြိုက်တဲ့လူလာခဲ့လက်ဆွဲနှုတ်ဆက်တယ် မြန်မာကောင်းဆောင်တွေအားလုံးကိုကြီးလိုက်လို့ကျကိဆက်ဆက်ကိုကြီးလိုက်အာတိုင်းရင်းသားတွေဆိုချစ်ခင်နှစ်သက်စွာနဲ့ပဲအာပွေဖက်ပြီးတော့လေးစားသမှုတွေနဲ့ဆက်ဆံတယ်ခေါင်းဆောင်မှမဟုတ်ဘူးဒီရက်ကွက်မှနေနေတဲ့ပြည်သူတွေပဲသွားလိုက်အောင်တိုင်းသားတွေဘက်ကိုရောက်သွားလို့ကျတိုင်းသားတပြားလာလို့ချစ်လို့ဟုတ်ချစ်လို့သူတို့မှအောင်မလေးစကားလေးကဝဲတာတမျိုးအသားလေးကဖြူတာတမျိုးဖြူစီမဲစီထားလိုက်ပါအောင်အဲ့လိုမျိုးရှိတယ်အခုကမြောက် UNG မှာကြတော့ဟာလာယာယီတမနာရတယ်လှုပ်လိုက်တဲ့ဟာဒူးကလည်းရှိွား အဲနောက်ကကြောင်ဥမန်ဝန်ခံတယ်ဒီတိုင်းရင်းသားတွေခေါင်းဆောင်တွေတည်ပြီးတိုင်းရင်းသားတွေကမီးဖုတ်နေသလောက်မင်းတို့ဒီအကြမ်းဖက်တွေခံနေရတယ်မြန်မာတွေကြုံခံနေရတာပြောဒီကျွန်တော် MNDA ဆိုလဲဟုတ်လား PDF တွေလာတယ်တတ်ပြက်တယ်သူတို့နဲ့အစိမ်းမပြေလို့ချင်းရှင်းပြက်တယ်အဲ့ဒါလဲဖင်ခံပေါင်းတယ်နော်အဲ့ဒါလဲဟိုတောင်းတော်ကိုတိုက်ရံပြီးရောဆိုတဲ့ဟာမျိုးအရင်တော့ကတော့လက်ခံပါတယ်အရင်တော့ကဘာပဲဖြစ်ဖြစ်ငါတို့ရင်းရမှာပဲဆိုဘုကြောင့်ဆန်းလဲဒီလိုပြောပဲဂျပန်နဲ့ပေါင်းလိုက်အင်္ဂလိပ်နဲ့ပေါင်းလိုက်ဘယ်လိုနဲ့ပေါင်းပေါင်းရောက်တော့တကယ် တိုင်းပြည်မှာရောက်ဆိုတော်လန်သွားတာဒါမျိုးကိုကျွန်တော်လက်ခံပါတယ်လက်မခံဘူးပြောတာမဟုတ်ဘူးတော်လန်ရေးခဲ့တာအခုကကတော်လန်ရေးမဟုတ်ပဲနဲ့ကျုံလူတက်ရေးတာဖြစ်နေတဲ့အတွက်ဒါကိုလက်မခံတာအခုကြည့်နေတိုင်းသားတွေကိုခေါင်းဆောင်တွေတောင်းနေအန်ယူဂျီအဆိုရလို့တဲ့ဗမာတွေကခိုင်းဘက်အာဗမာတွေကခိုင်းဘက်ဘလို့မှဗမာအစင်မပြေနိုင်ပြီးသူ့လောက်ဟလာဗမာတွေကိုကြိတ်သွားတာပြန် နော်ကချင်ဘက်သွားလဲအခုဗမော်သွားကြည့်အောင်ဗမော်မှာဆိုလဲမင်းတို့ KIA တွေ KIA တွေဘာလုပ်တယ်လဲဟလာ PDF တွေတိုက်မတိုက်မတိုက်ရင်တတ်ပြစ်တာပဲဟလာအားဒီအညာဒေတာကောင်းနေတော့အညာဒေတာ PDF တွေတော့ခေါ်ပြီးတော့သွားတိုက်ဖို့လောက်ခိုင်းတယ်ဟလာအညာကဒူပိုင်းလို့ဘာကြောင့်လုံနေတဲ့ဟာတွေအဲ့မှာလဲ KIA တွေစုံလို့ပြီးလက်နက်တွေပေးထားလိုက်ဟုတ်နေတာပဲမြောက်အောင်နေတာပဲလက်နက်ကန်တဲ့ဆိုဒီဘက်ဗမာ PDF အကြဖက်လေးတွေအတူကိုသူမြောက်ကြွပြီးတော့ဖြစ်နေပြီးတော့ဟိုကောင်းတွေကလှုပ်သွားသူတို့တိုက်အခုဆိုရင်ဗမာမှာဆိုပုစုပုစက်သွားနေတာ လက်ကတ်လို့တော့မရအောင်ဟိုဘက်ကဒုံးနေရလဲကြောက်စရာကြီးဒီဟိုနေတက်မလို့ဘက်ကဖဲ့နေရှင်းနေတာရတယ်ဟုတ်လားအနားကတ်ဖို့မပြောနဲ့တယောက်လားတယောက်နှစ်ယောက်လားနှစ်ယောက်ကောင်းကောင်းတုံနေတာနော်အဲ့တော့ဗမာအကျန်းဖက်လေးတွေ PDF တွေကဘာဖြစ်သလဲဆိုတော့ဟို KI ဘက်သွားလဲဟိုဟိုနေဖြစ်ပေါင်းတယ်ဗောဗျာဒါရိုင်းမှာဆိုလို့ဖင်ခံပေါင်းတယ်လို့ပြောချင်တာဒါပေမဲ့အဲ့လိုပြောရိုင်းမှာဆိုလို့မပြောအဲ့လိုခံပေါင်းတယ်ဟာလား နောက်တစ်ခါဟိုနေတရားလည်းလေးပဲလဲအလုတ်ခံပေါင်းတယ်ဒီလာရှုံ MNDA ပဲလဲဟုတ်လားခံပေါင်းအခုပါပြီလဲ MNDA ရော့တောင်းတော့ GV နဲ့ပြန်ပြီးတော့အော်ဒီလိုမျိုးပြန်ပြီးတော့လုတ်ပေးရမယ်ဟာလားတောင်းတော့လည်းညံပညာနဲ့တိုက်ရင်ကောင်းမလား ကြာရကောင်းလားအဲအတတိုင်းဆုံးလူမသိအောင်ဒီလိုငါဉာဏ်ပညာနဲ့ပဲဒီလိုမျိုးတုံးမဲ့ဒီလိုမျိုးလုံးမဲ့ဆိုပြီးတော့ဒါနီးစနစ်လေးတွေဒါနမအားလုံးသိအောင်ပြပြဒီတိုင်းတိုက်ယူလို့မရဘူးဘလောက်ပဲနိုင်နေပြောပြောဒါနိုင်ငံတော်ကနိုင်ငံတော်အနေထားမျိုးနဲ့ရှိရဒီလိုပေါင်းသိရမယ်ဒီလိုဆက်ဆိုင်မယ်ဆိုတော့တိအောင်လို့တန်ငင်းတမန်ငင်းရမင်းတို့နီးပညာဒီလိုမျိုးလုံးလို့လုတ်တာပါဆိုတဲ့ဟာတွေခင်းကျင်းပြတယ်ဒီနိုင်ငံတော်အစိုးရဘက်ကသူတို့ရဲ့ပညာနဲ့ဟုတ်လားလူမသိတတ်စေတဲ့လူတွေတိတ်တိတ်မှဆိုလို့ဒီလိုမျိုးထုတ်ပြတာရှိတယ်အဲ့ဒါတွေကိုမင်းတို့နားလဲဖို့လို့ဘီး เนาะအကျန်းဖက်တွေကတော်တော်များများနားလဲဖို့လိုတာတဲ့ဒီအကျန်းဖက်တွေကိုအားပေးနေတဲ့လူတွေနားလဲဖို့လိုပြီကျွန်တော်တို့ကဒါ online မှာတော်လန်ရေးဆိုတာကတောင်းတော်ဟိုဆေးရုပ်ချုပ်ရုံမကြိုက်လို့ကျွန်တော်တော်လန်ရေးလုပ်တယ်ဆိုလဲဒါတော့လက်ကတယ်အခုကတောင်းတော်ကလည်းပဲကျွန်တော်ဟိုဟလာရုပ်ကဝဲလုပ်ဝဲမဲ့ဒါနိုင် online ဖြစ်ပြီဆိုပဲ P1 ကြီးကိစ္စတွေပြတ်နေတဲ့ကိစ္စတခုကိုပါလဲဆိုတော့အကျန်းဘက်ကလက်နက်ကင်မစော့ကျင်တဲ့အခါကျတော့ဒီလက်နက်နဲ့ပဲအကုန်တောင်းညံ့ကုန်ရော ာအဲ့တော့ပြည်သူတွေကမခံနိုင်ဘူးဖြစ်ကုန်ရောပြည်သူတွေမှာစပါးဆိုင်ချင်းမဆိုင်ရကောက်ဆိုင်ချင်းမဆိုင်ရမချီကြီးကျဲရမယ့်အချိန်မှာမကျဲဘာမှမလို့သူတို့ကြောက်နေဟောဒီနေ့လေကောက်ဝဲပြလာလဲသူတို့ကဓမြလာတိုက်ဟိုနေ့လက်နဲ့တွေနဲ့ပြယူဆိုတော့အဲ့တော့သူတို့တွေလည်းအဲကြာလာတဲ့ခါကျတော့သူတို့တွေလည်းရွှန်ရှာမုန်းတီလာပြအဲ့တော့ဒီချိန်မှာအကြမ်းဖက်တွေကကျွန်တော်တို့ကအပြက်ဖြက်ရှင်းဖို့အတွက်ကိုကျွန်တော်တို့ကပြည်သူတရလုံးကလည်းပဲဒါဝိုင်းဝန်းပြီးတော့လှုပ်ဆောင်မလား တို့ဒီမို့ငိမ့်ရအကြမ်းဖက်နေဆိုတော့ငိမ့်ငိမ့်ရင်းနဲ့ယူလို့ရတယ်နော်အလဲဝင်လာလို့ရတယ်ဒါတော့လဲဆွဲခေါ်ဝင်လို့ရတယ်ဆွဲခေါ်လာလို့မှမရတော့တဲ့အဆုံးမထူးတော့ဘူးဆိုတဲ့ကိစ္စရလို့ကျကျွန်တော်တို့ဒီလိုတွေရှင်းထုတ်မှရမယ်ဟာရှိတယ်ဒီလိုဆောဆောကျွန်တော်တို့တင်ပေးတာဆိုလို့ကျဒါမျိုးကကျွန်တော်တော့ကျင်တတ်တယ်ကျွန်တော်အာမခံတယ်တရားရကန်တော့မှပြဿနာတကယ်လို့တစုံတရာဖြစ်ကျွန်တော်ဒီရတရာရှိတယ်ကျွန်တော်ဘလူးဘလူးဘလူးဆိုတော့တောက်ချောက်ပြောတာကျွန်တော်ဖုန်းနဲ့မှဒီမှာမှဘလူးဘလူးရှိတယ်ကျွန်တော်ဗမာနေတဲ့လိမ့်စာစာအတိအကျပြောပေးတယ် အဲ့အဲ့မျိုးကြရင်ကျွန်တော်ပြောတယ်အားမို့ငါတို့ကမိသားစုရှိလို့အဲငါတို့ဖုန်းနံပါတ်ကိုတော့မပြောပါနဲ့ငါတို့နံပါတ်ပြောပါအဲ့ဆိုတို့အဲ့လိုလာလိန်တာတော့ကတော့စိတ်ဝင်စားဘူးဒါလူတွေကျွန်တော်လူလိန်မှတွတ်တာသူကဆိုအဲ့နေမှာမှန်ကန်ညာမှန်ကန်လိမ့်မယ်ဒါပေမဲ့ကျွန်တော်လာပြောတာဒါလူလိန်ပဲဘာဖြစ်လို့လဲဆိုတော့ဒါနိုင်ငံတော်ဟွန်းနေဖြစ်တာပဲနော်အဲ့လိုမျိုးတွေကျွန်တော်လက်မခံဘူးကျွန်တော်တို့ပြောပွဲပွဲလင်းလင်းပေါ်ပေါ်တဲ့တော့ကျွန်တော်လုံရဲတယ်ကျွန်တော်ဒါဖြည့်ရှင်းရတယ်တလုံးမျိုးကျွန်တော်တတ်သိရဒါကျွန်တော်မှန်ကန်သွားတဲ့တရင်အဲ့လိုမျိုးဒါဒီလေးပြောသွားတာလားမကွေးတိုင်းဘက်မှာ ဒီနမ်မောင်မျိုးနယ်မှာဒါရေနံချောင်းနမ်မောင်မျိုးနယ်နဲ့ဒီရေနံချောင်းမျိုးနယ်အဆက်မှာရှိတယ်ဟာလားဒီဇီးချိုပင်ရွာမှာဟာလားတနက်ကန်ရွာနဲ့ဇီးချိုပင်ရွာရှိတယ်အဲ့ဇီးချိုပင်တနက်ကန်ရွာမှာတိမ်ကုန်းဖုံးချောင်းဆိုတာရှိတယ်အဲ့ကျောင်းသားမှာအကြမ်းဖက်တွေ80လောက်ရှိတယ်ဒါနဲ့လက်ရှိလက်ခုချိန်တော့ခုချိန်ရှိတယ် ဟာလက်နဲ့တရားတော့50လောက်ကြော်ကြော်ပဲရှိတယ်တဲ့ဒီဖုံးကြောင်းထဲမှာနေထိုင်နေတာအာတဲ့သူအများကြီးပြောသူတို့ကြောင့်လည်းဘေးနားမှာရှိနေတဲ့ရွာတွေဟာစိုက်ပျိုးသီးနှံနေဘာမှလုံးလုံးမရတဲ့ပြဿနာတွေဖြစ်နေတယ်တံတော်လာပြီးတိုက်ပြရင်လည်းသူတို့ကလည်းပြက်စီးကုန်မယ်ဒါပြီးတော့သူတို့လည်းခေါင်ကြခကျင်းကိုတွေပြေးနေတော့သူတို့မှအရန်နစ်နာမှုတွေပြေးလာတယ်နော်တိုက်ဝဲရတဲ့ဒီ50နဲ့လည်းဒီလိုလက်တိုက်လို့ရမှာဟိုကတလုံးချံပြုတ်တဲ့ကိစ္စနော်အဲ့တော့တလုံးချမ်းပြတ်သွားမဲ့ကိစ္စကိုတောင်းတော့အနေနဲ့ဒီမကွေးတိုင်းမဲ့အဲပဲပြောရမှာပေါ့နော် အဲဒကိုင်းတိုင်းတို့မကွေးတိုင်းတို့ဟာလာဒီနေရာတဲ့နာမည်ကြီးတဲ့နေရာမလို့ဒီနေရာဒါကိုတော့ကျွန်တော်ထိရရောက်လှုပ်ဆောင်ပေးသင့်တယ်လို့ပဲပြောကြမှာဒါလည်းကျွန်တော်တိုင်းကြီးကိုအေးချမ်းစေချင်တာနဲ့အဲ့ဒီနေရာမှာရှိတဲ့ရွာတွေပေါ့ဗျာနည်းနည်းအခက်ခဲဖြစ်ပြီးဒုက္ခရောက်နေတာတွေကိုဒါကိုကူညီပေးစေချင်တဲ့အဆန္ဒလည်းရှိတယ်ဒီအကြမ်းဖက်တွေရှိနေသေးကောက်ဝဲတိနဲ့ဇပါးနိုင်ငံရဲ့စားနပ်ရိက္ခာတွေလည်းပြည့်ဝမှာမဟုတ်ဘူးเนาะပြက်စီးတာပဲရှိတာ အဲ့တော့အဲ့ဒါကိုလှုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။အဲမြေပုံညုံးပါညာဆိုလို့ရှိရင်လည်းပို့ပေးဖို့အတွက်သူကတော့မဖို့တောက်ဘူးပြောတယ်။ဒါ location ထောက်ရင်တိုက်သိပါတယ်ရှိမရှိဆိုတော့နော်။ဟုတ်မဟုတ်ဆိုတာကြည့်တယ်။ပြီးတော့ဂျိန်တလီကိုလည်းကျွန်တော်မနက်ကပြောတယ်နော်။ ကျင်းတလိမှာကိုင်းဟုတ်ကြေးရွာမှာအဲ့နေမြေမှုအောင်သူကရှိတယ်သူကလည်းပဲဟိုရှေးပြောလို့တဲ့သူ့အိမ်မှာလက်နက်ခဲရနေအပြည့်စုံနဲ့ထားထားပြီးတော့ဒီကလပြင်းတို့ရေကြောတို့ဘဝတို့အဲ့မှာကြေးရွာရှိတယ်လူငယ်တွေကိုအကုန်လုံးခေါ်စုပြီးတော့မှဒါတွေတင်နန်းပေးနေတာရှိတယ်အဲ့ဒီစစောဟိုနေရာမှာလည်းတင်နန်းပဲဖုံးချောင်းထဲမှာလည်းတင်နန်းတွေပေးနေတာရှိတယ် အဲ့တော့အဲ့ဒါတွေကိုဆက်လက်မွေးထုတ်ဖို့အတွက်လွတ်ထားမယ်ဆိုရင်ကျွန်တော်တို့အဲ့ဒါတိုင်းပြည်ကဘာတော့မှဘာမှဖြစ်မှာမဟုတ်ဟိုအကြမ်းဖက်တရားသူအသူသူတို့အကြမ်းဖက်ဖို့လူမွေးထုတ်လိုက်တမလို့သွားလုပ်လိုက်နေပဲပြီးရမို့ငကိုတဲ့ဒါအပြည့်ရှင်းဖို့လိုတယ်ဆိုတာကိုပြောခြင်းနဲ့အဲပြောပြခြင်းတယ်ဟောဗျာเนาะဒါလေးကကျွန်တော်အထူးသတင်းလေးအဲအရေးအကြောင်းအရာလေးကိုပြောပြခြင်းတာဒါတမလို့ကဲဟိုပွဲတွေကနေတာတော့ကျွန်တော်ဒါဘယ်လိုပြောရမလဲဆိုတော့ဟိုမိုးကုတ်တို့ပါညာတို့တောက်ချောက်ရှင်းနေတယ်အင်းတော်ဘက်ကတော့ပြောကြမလို့အမုန်းကြိတ်တာတိတ်ချက်တွေကတိတဲ့အတိုင်းပဲ เนาะဒါအခုတင်ကြနေတကယ်လို့အရေးကြီးလို့ရှင်ထပ်ပြောပြပေးတင်တယ်ဆိုတော့ကျွန်တော်နောက်နေမှာပဲပြောတော့မယ်အခုရောက်လာတဲ့ဖုန်းတွေနဲ့အဲ Viber ပို့ Viber ပို့ Viber ပို့ပို့တေးကြလဲကျွန်တော်မှအချိန်ပြည့်တယ်တကယ်လို့ဖုန်းကကျွန်တော်ကင်ကြမဟိုကင်ကြမကင်တာမဟုတ်ကျွန်တော်လောက်အလုပ်တွေနဲ့ကြာနာရှုပ်ရင်မကင်ပြည့်ဘူးအဲ့ဒါလေးတော့ပြောမယ်အဲ Viber နဲ့ပဲပို့ပေး နော် တကယ်လို့စာမတက်လို့ရှင်လဲမက်ဆေ့ချ်လမ်းဖို့တော်တော်များများစာမတက်လာရည်သေးတယ်အဲ့အားလေးတော့ပြောချင်ပါတယ်ပိုင်ကြီးရဲ့ဖုန်းနံပါတ်3965နဲ့65485နော်အဲ့အားလေးကိုကျွန်တော်တို့တရင်လေးတွေဒါလေးတွေပို့ပေးချင်တယ်ဆိုပို့ပေးလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်တိုက်ပြီးအမြန်အေးကြမှုအတွက်အားလုံးဝမ်းမပူပေါင်းပြီးလှုပ်ဆောင်ပေးကြဖို့လဲတိုက်တွန်းပါတယ်နှိုးဆော်ပါတယ်နော်အဲအဓိကကတော့ကျွန်တော်တို့စစ်အာဏာရှင်ဂျာဆုံးကြီးစစ်ဖာဖြစ်တဲ့ညာဖြစ်တဲ့ဆိုတဲ့ဟာတွေအယူလွဲပြီးတော့မှဒါတက်မလို့ဘက်ကလည်းဒါကျွန်တော်တို့ ရွေးကောက်ပွဲလုပ်ပေးမှဆိုတာဒါမှမကျေနိုင်မချမ်းနိုင်နေလုပ်နေတယ်ဆိုတာဒါကအလန်ကလန်တိုက်နေတာဖြစ်တဲ့အတွက်တစ်ဖက်အကြံဖက်မလုံဆောင်နေမှလုံဆောင်တဲ့ညီကောင်များများလည်းအတီးပြားရပြီးတော့တိုင်းပြည်နဲ့အေးချမ်းဆောင်တဲ့နိုင်ငံတော်နဲ့ပူးပေါင်းပါဝင်နိုင်ပါစေလို့ပြောနေပဲအားလုံးကြမ်းပါပါစေဗျာဒီနှစ်တွေဒီနှစ်တွေမှာအားလုံးပျော်ရွှင်ကြပါစေเนาะဘေးပေါက်မှလည်းကေဝေးကြပါစေဗျာ